ရုရှားနဲ့တရုတ်ရဲ့အာကာသယာဉ်အတွင်းရှိဂျူတုတွေကအနောက်အင်အားကြီးနိုင်ငံတွေအုံပြုတဲ့ဂျူတုတွေကိုအစမပြတ်ခြေရာခံကတရှူလုံနေမှုတွေမြင့်တက်လာတယ်လို့ဗြိတိန်နဲ့ဂျာမနီတို့ကဆွဆွေးပြောဆိုလိုက်ပါတယ်ပြီးခဲ့တဲ့ရက်သက်သက်ပတ်အတွင်းကရုရှားဟာဂျူတုတွေကိုမကြာခဏခြေရာခံခြင်းအနောက်ရှက်ပေးခြင်းနဲ့ဝင်ရောက်ဆွတ်ဖက်ခြင်းပြုလုပ်ခဲ့တယ်လို့ဂျာမနီကာကွယ်ရေးဝန်ကြီးဘော်ရစ်ဘစ်တိုရီယက်စ်ကဘာလီမာပြုလုပ်ခဲ့တဲ့အာကာသစက်မှုလုပ်ငန်းခေါင်းဆောင်တွေအစည်းအဝေးတစ်ခုမှာပြောဆိုခဲ့ပါတယ် ရုရှားရဲ့လှုပ်ဆောင်မှုတွေကကျွန်တော်တို့အလုံးအတွက်ချင်းချောက်မှုဖြစ်နေတာကြောင့်ဆက်လက်လစ်လျူရှုလို့မရတော့ဘူးလို့ Pistorius ကပြောဆိုခဲ့တာပါယူကရိန်းပိုင်နက်အားဂျူတူဖြစ်ထောက်လန်းရေးလှုပ်ဆောင်ရမှာတရုတ်ကရုရှားကိုကူညီပေးခဲ့တယ်လို့ယူကရိန်းအရာရှိတွေကပြောဆိုထားပါတယ်ဂျာမနီလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့၎င်းရဲ့မဟာမိတ်တွေအသုံးပြုတဲ့ Intercept ဂျူတူနှစင်းကိုရုရှားထောက်လန်းရေးဂျူတူနှစင်းကမကြသေးမီကခြေရခံနေတာကိုတွေ့ရှိခဲ့ရတယ်လို့လည်းဂျာမနီကာကွယ်ရေးဝန်ကြီး Pistorius ကပြောဆိုထားပါတယ် Intercept ဟာအမေရိကန်နဲ့ဥရောပရှိအစိုးရတွေနဲ့ကုမ္ပဏီတွေကအသုံးပြုတဲ့ဂျူတူဝန်ဆောင်မှုတွေကိုပံ့ပိုးပေးတဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ရုရှားနဲ့တရုတ်တို့ဟာမကြသေးခင်နှစ်တွေမှာသူတို့ရဲ့အာဂါတာစစ်စင်ရေးစွမ်းရည်တွေကိုအလင်းမြန်ချစ်ထွန်ခဲ့ကြတယ်။သူတို့ဟာဂျူတူတွေကိုအနောက်ရှက်ပေးနိုင်တယ်၊ကျိုးကန်ခြေလေနိုင်တယ်၊ဒါမှမဟုတ်လှုပ်ရှားမှုစွမ်းအင်နဲ့ဖျက်ဆီးနိုင်တယ်လို့လည်းဂျာမနီကာကွယ်ရေးဝန်ကြီးကပြောဆိုခဲ့ပါတယ်။ ပြည်ထောင်အာဂါဒကုကေရေးဌာနရဲ့အကြီးအကဲဘူချုပ်ပေါ်တက်မန်ကလည်းရုရှားဂျူတူတွေဟာပြည်ထောင်ဂျူတူတွေကိုအာဂါဒထေမှခြေရာခံနေပြီးပုံမှန်အနောက်ဆက် ပေးနေတယ်လို့ပြောပါရယ်ဂျာမနီနိုင်ငံတကာနဲ့လွန်ချုံရေးရေးရအင်စတီကျူ SWB မှလွန်ချုံရေးမူဝါဒသုတေသည်ဂျူလီယာနာဆူကတရုတ်ဟာရုရှားကဲသို့ပင်ချိန်ချောက်မှုရှိပြီးရုရှားထက်ပိုမိုကြီးမားသောအန္တရာယ်ရှိနိုင်တယ်လို့ CNN သတင်းဌာနကိုပြောဆိုထားပါရယ်